မြန်မာပြည်သူပြည်သားအလုံးလက်ရှိကြုံတွေ့နေရတဲ့သဘာဝဘေးအနေကနေအမြဲဆုံးကင်းလွတ်ဖြစ်ကြနိုင်ပါစေလို့ကျွန်မနံနွယ်ကဦးစွာဆုတောင်းပေးပါရစေ။အခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေနှောင့်နှေးနေတဲ့စစ်ကောင်စီဟာနောင်ချုံမြို့ကိုတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းမှာ ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးအုပ်ချုပ်နေတဲ့နောင်ချုံမြို့နယ်တောင်လာရွာနယ်ကော်ရခါကျေးရွာကိုစစ်ကောင်စီကဒီနေ့အေဗီလာတရက်နေ့မနက်၁၇နာရီမှာဒရုန်းနဲ့ဂျက်ဖိုက်တာတွေကိုအသုံးပြုပြီးပုံကျေးတိုက်ခိုက်ခဲ့တယ်လို့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးကသတင်းထုတ်ပြန်လာပါတယ်။တောင်လာရွာနယ်ကော်ရခါရွာကိုဒရုန်းနဲ့တစ်ကြိမ်ဂျက်ဖိုက်တာနဲ့တစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးလဲပုံစားထိမှန်ပျက်စီးခဲ့ရတယ်လို့ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးကဆိုပါတယ်နှစ်ပေါင်း186ရက်အတွင်းအစိုးရဆောင်ငလင်ဘေးနဲ့ကြုံတွေ့ခဲ့ရတဲ့မလ28ရက်နေ့မှာပဲစစ်ကောင်စီဟာနောင်လင်ကျေးရွာကိုဂျက်ဖိုက်တာအုံပြုပြီးပေါင်150ပုံနှလုံးအခြေချတိုက်ခိုက်ခဲ့သေးပြီးပုံပေါက်ကွဲမှုကြောင့်နေအိမ်၃လုံးနဲ့စာတင်ကျောင်း၂ကျောင်းထိခိုက်ပျက်စီးခဲ့ရပါတယ်စစ်ကောင်စီတပ်ဟာ နိုင်ငံရဲ့နိုင်ငံလျင်ကြောင့်ပြည်သူတွေပူဆွေးနေရချိန်မှာအခုလိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေကြတာပဲဖြစ်ပါရှင်။ကျမနွေနွေပါ။